အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Rose ပါဒီကနေ့မှာတော့စာရေးဆရာမဂျူရေးသားထားတဲ့မရှိမဖြစ်မှုဆိုတဲ့ဝတ္ထုလေးကိုအပိုင်း6အနေနဲ့တင်ဆက်ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင် သူအဝင်ကားပေါ်မှာကတဲ့ကဆွေးနွေးကျင်သောငှက်ဖြားယောဂအကြောင်းကိုအဖွဲ့သားတွေနဲ့ဆွေးနွေးဖြစ်ကြသည်ဒီနောက်တစ်ဝိုက်ကငှက်ဖြားနေမြည်တွေပဲအားလုံးနဲ့မှာတော့တွန်းတောင်ကငှက်ဖြားကအဆိုးဆုံးလို့ပြောရမှာပဲ Plasmodium fasciae ရဲ့မျိုးစားလေသူမခင်မုံမြင့်အတွက်ဆိုရင်သွားဤကျူတင်ကောက်ွယ်ပြီးဆေးဆလို့မရဘူးလားဗျာရတာပေါ့စားနေတာပဲလေဒါပေမဲ့စကန်းတာဝန်ခံကိုတူအောင်ကပခုံးတွင်ကပြုံးသည် ကျမတို့စခန်းမှာအများဆုံးစေဝါကငှက်ဖျားစီပဲအဆုံးရှိရယ်။ queen င်းစားစီရှိတယ်၊ primer queen ရှိတယ်၊ fire sin ရှိတယ်၊ chloro queen ရှိတယ်၊ထိုးစေတွေလည်းရှိတယ်လေ။ vivian ကအဆုံးပေးထားတာပါ။နောက်ပြီးဆရာဝန်မရှိပေမဲ့ကျမရေးမှုရှိပါတယ်။စိတ်မပူပါနဲ့ဦးမင်းထင်ရဲ့။မမေယူခိုင်ကမျက်လုံးသားပြုံးလျက်ခက်တီတီမျက်နှာပေးလှုပ်၍မင်းထင်ကျော်ကိုစိုက်ကြည့်ပြောတော့သူဘယ်လိုနေရာမှန်းမသိအောင်ဖြစ်သွားသည်။တော်ပါသေးရဲ့။ မက်မေယူခိုင်ကမက်ခင်မုံမြင့်ကိုစောင်းငယ်မကြည့်ပေလို့ကြည်များကြည်လျင်မင်းထင်ထိုင်ရမှပြုံးကနေထပြေးမိမိအမေဒါထက်အရေးကြီးတဲ့ကာကွယ်ပစ္စည်းရှိသေးတယ်လေမမီရဲ့ဦးမင်းထင်ကိုပြောလိုက်ပါအောင်ခင်မအောင်ကရင်းကြီးအိတ်ထဲမှာရေတွေကို အားနစ်မှန်နေညှစ်ချရင်ခန်းနောင်နာကိုပြောပြန်လေသည်သူမက်ခင်မုံမြင့်ဤမျက်နာကိုလှမ်းမကြည့်မိအောင်ထိန်ချုပ်ထားရ၏ငါမျက်လုံးတွေကများတိတ်တိတ်တာနေသလား ုက္ခပါပဲဒီလောက်နှညအိတ်ရပိုင်းကလေးတွင်မှာသူတို့ရိမ့်မိသွားပြီဆိုရင်တော့ငါကိုကညံလုံးလို့ဖြစ်မှာပဲဟာဘာဆိုင်လဲငါကုမ္ပဏီတို့ကအလုံးနဲ့လာတာပဲမိမလာပူတာမှမဟုတ်တာသူ့မျက်နာကိုခက်တီတီဖြစ်အောင် ထိန်းထားရင်ကဟန်ဆောင်ပြီးကြီးမှမဟုတ်မှန်းတည်နေပြန်သည်ဟုတ်တာပေါ့ကာကွယ်ဖို့အတွက်ချင်းစည်းကိုအထုတ်လိုက်ရှိတယ်လေမင်းသားချင်းနိုင်စည်းကိုလာစဉ်ခွဲတဲ့နေ့မှာချင်းစည်းကိုအမြဲပါတယ်မပူနဲ့ထို့နောက် သူတို့အဖွဲ့သားတီဟန်သူတို့အကြောင်းတခုခုဖြစ်ဝါကနေအော်ဟေရေမောကြသည်ဘာမှမသိတော့လဲအဖွဲ့သားများဤပျော်ရွှင်မှုက သူထံကူးဆက်သွား၏သူရောရောင်၍ပြုံးမိသည်မခင်မုံမြင်ကတော့ခက်လန့်လန့်မှသူမဤဖန်ပြုံများဖြင့်အလုံရှုပ်ခါပြုံယုံပြုံးနေသည်ချင်မကိုက်အောင်လိမ့်နေစီရှိတယ်မဟုတ်လားသူအကြံပေးမိတော့ခင်မောင်အောင်ကလက်ကပြ၏ ရီပီတိုပြောတာမဟုတ်လားကျွန်တော်တို့မရတာကြားလာပြီအခုတော့ခြံအောင်လေးရောက်မနေမချင်းမလုံးုံတော့ဘူးပေါ့ဖြစ်ရင်စေးတောက်လိုက်တာပဲလေသူစိတ်မသက်မသာဖြစ်သွားသည်ကန်းချီမှာအလုံးလုံးနေရင်းတော့၎င်းရေထဲမှာဥပမာနှွေရသည်လှေဖြည့်ရင်းကြီးတွင်လိုက်ဆယ်နေယူစဉ်တော့၎င်းချိန်မကိုက်ဘူးလို့ဗက်နဲ့လုတ်ပြီးစိတ်ချနိုင်မှမည်နီတခွဲကန်းနေမိုင်းခရိုစကုပ်ကိုငိန်သက်စွာအာယုံစူးစိုက်၍ကြည်နေစဉ်ရေစစ်စင်ဘေးတွင်ရင်းကြီးပါဝင်နှုံးကိုဖန် ြိုများဖြင့်စိတ်ဝင်စားစွာတိုင်တာနေစဉ်ရေညစ်စဉ်တွင်ရေညစ်များကိုရေညစ်ထုတ်ပြီးရေချိုဖြင့်တန့်စဉ်နေစဉ်ဘယ်နေရာမှမဆိုချင်းကိုင်းနိုင်သည်ကျွန်တော်အကြံပေးမယ်ဗျာခမားတို့အလုတ်ခွင်ဝတ်စုံကိုတတ်နိုင်သမျှကိုယ့်အသားကိုဖုံးအောင်ဝတ်ကြပေါ့ဒီတခါအော်၍ရေမောသူက မမေယူခိုင်းဖြစ်၏အမလီရှင်ဒီကချင်းအကြောင်းမသိလို့ဒီကချင်းကလေအဝတ်စကိုဖောက်ပြီးအသားကိုကိုက်တဲ့နေရာမှာကျွမ်းကျင်နေပြီရှင့်သူတို့ကပလတ်စတစ်တောင်ဖောက်နိုင်မလားမသိဘူးအဲ့နဲ့ထိုးသလိုပဲ မမီရေနောက်ထပ်အကြံကောင်းကလေးတောင်းဆက်မအောင်ဦးမင်းထင်ကအကြံကောင်းတွေတော်တော်ထွက်တတ်တယ်။မက်ခင်မင်းကလှမ်းပြောချိန်မှာသူမျက်နှာနဲ့နဲ့ပူသွားပြီးရေနေလိုက်ရ၏။ကဲဦးမင်းထင်ကျမတို့ဝန်ထမ်းတွေငှက်ပြားရောဂါမဖြစ်အောင်ကာကွယ်ဖို့နောက်ထပ်အကြံကလေးများသူခက်ဟက်ဟက်ရည်လည်ရက်ခေါင်းငိမ့်လိုက်၏။လွဲပါတဲ့မမီယာချင်းလုံးစကားတက်တိုက်ခဲအဆောက်အုံတွေစောက်ပေးဖို့ဝင်းကြီးစီကိုအစီရင်ခံစာတင်လိုက်ပေါ့အားလုံးဝိုင်းရဲကြလေသည် နနက်10:00နာရီထို့တော့ဒေါက်တာဦးမင်းသိန်းနဲ့ BBI လူကြီးများမြောက်ဖက်ရေစစ်စင်မှာပြန်လာကြသည်ဆရာနေ့လယ်စာစားမသွားဘူးဆိုလို့ကျွန်တော်တို့နေ့လယ်စာမချက်ထားဘူးနော်ခင်မအောင်ကဦးမင်းသိန်းကိုတူတွေ့ချင်းအတိပေးသည်အေးပါကွာဘူးတလင်ကြမှာစားကြမှာပါဘတ်နဲ့လည်းမင်းထင်တော်တော်လေးလာပြီးပြီလားဟုတ်ကဲ့ဆရာသူတကယ်တမ်းလိလာထားသည်မှာအလုံးနဲ့တွဲနေသောမခင်မုံမြင့်သာဖြစ်သည် ရေညှိတုတဲ့အတိုင်းနေစဉ်မခင်မှုမြင်ဤစူးဆိုင်သောမျက်ဝန်းများတစ်ချက်တစ်ချက်မျက်မှောင်ချီထားသောမျက်ခုံးများတခွဲကန်းနေသူမမွေးမြူထားသောစပီယူလိုင်းနာမှန်လောင်ကန်ကလေးထဲမှရေတစက်ကိုအနုကြည့်မှန်ပြောင်းဖြင့်ကြည်စင်တင်းတင်းစေထားသောနှကန်းများတခါတခါမကြည်မနှက်ဖြင့်ဗာမန်းမသေးကွယ်သောစကလုံးများကိုခတ်တိုးတိုးရေရွေစင်လှုပ်ရှားသွားသောနှကန်းပါကလေးများတခွဲကမှန်လောင်ကန်ထဲမှရေကို pH တိုင်းသည့်စကူကရိယာလေးဖြင့်တဆက်ချင်းအယောင်ခွဲကြတိုင်းနေစဉ်ကျွမ်းကျင်သွေးလျသောလက်ချောင်းများရန်ကုန်ပြည်ရောက်သည့်တိုင်းမေးပြဖို့ခဲရင်တော့သူမ၏အသေးစိတ်အမှုအရာများဖြစ်သည်မိမတယောက်၏လွမ်းမိုးမှုကို တွန်းလန်းမပြစ်နိုင်သောသူအသေးစိတ်ကိုသူပြန်၍စိတ်ဆိုးနေမိသည်ဤအမျိုးသမီးသည်ဘသူ့ဘုံမဆိုးအထက်စီးမှအကဲခတ်၍စကားပြောမိအမျိုးသမီးဖြစ်သည်စူးရှရဲဝင်သော မျက်လုံးများက ညီသူကိုမှအာနာလိမ့်မည်မဟုတ်ကြောင်းဖော်ပြနေသည်တင်းတင်းစေထားသောနှကမ်းများကကိုကိုကိုမှတပါအခြားညီသူကိုမှအာကိုလိမ့်မည်မဟုတ်ကြောင်းအနှင်းငယ်ရန်လိုစွာဖော်ပြနေသည် သူမကိုမှသူပါဖြစ်လို့ရွေးချယ်၍ချင်းကပ်နေမိပါလေသူ့အသွေးထဲရောက်လာသောရွေးချယ်မှုဟူသောစကားကိုသူအသည့်အခြားစဉ်းစားမိသောအခါလေးလံနေသောရင်ကနည်းနည်းပေါပါသွားသလိုရှိသည်ရွေးချယ်မှုဟုတုံ့နှုံးပြီးဆိုကြတဲ့ကဒါအချစ်မဟုတ်နိုင်ပါ ုံနောက်ဤအလုတ်တခုသာဖြစ်သည် အုံနောက်ဆိုလျင်သူဤစင်ကြီးညံကိုသူပြန်အားကိုးနိုင်သည်သည်မတင်တော်ဘူးတင်တော်တယ်ဆိုတာကို စင်ကြီးညံဖြင့်အလူအလျောက်ဆုံးဖြတ်ပေးလိမ့်မည်သူအနေငယ်စိတ်သက်သာရရသွား၏သို့သော ထိုစိတ်သက်သာမှုမှာတာရှည်မခံပါနေ့လယ်၁၇နာရီတွင် သူတို့လူစုပြန်လည်ထွက်ခွာရန်ကားပေါ်သို့တက်ကြသည်ရေစစ်စင်နှစ်ခုနှင့်ရေညစ်စင်တွင် တာဝန်ကျနေသောဝန်ထမ်းများကလွဲလျင် အားလုံးကသူတို့ဆရာကိုနှုတ်ဆက်ကြ၏ခလန်းလန်းအချောက်လန်းစဉ်တွင်နန်းဆွဲပြီးသားရည်ညင်းမြင်များကိုအချောက်လန်းနေသောအုပ်စုကလက်ပြနှုတ်ဆက်ယုံသာဖြစ်သည်နေ့လယ်နနာရီအထိအားလက်နေသောအုပ်စုကတော့ကာဗီနာအထိရှောက်လာ၍နှုတ်ဆက်သည်ထိုအုပ်စုတွေတွင်မက်ခင်မှုမြင်ပါဝင်နေသောအခါတွင်စကံမှမပြတ်မီကြံရှိနေသည်များမိနစ်ပိုင်းကလေးသည်လွမ်းဆွဲအောင်မေပွဲရာကာလာကလေးဖြစ်သွားလေသည်ကားဘေးခလန်းလန်းတွင်မတရရလျက်လက်နှစ်ဖက်တင်းတင်းပိုက်က ခြေလမ်းကိုခက်ချဲချဲအနေထားလှုပ်၍ကားစီသို့ဆူဆိုက်စွာလှမ်းကြည့်နေတော့အမျိုးသမီးကလေးကိုသူတခဏများငေးမောကြည့်မိ၏မိုးရိပ်မုန်းွေဖြင့်အုပ်ပြမှုန်မိုင်းနေသောကောင်းကင်အောက်တွင်သူမရက်နေပုံကအာမန်တင်ထားပုံပေါ်နေသည်အားလုံးကပြုံးရယ်လျက်လက်ပြနှုတ်ဆက်ခြင်းတွင်သူမအနှဲငယ်များမပြုံးပါသူမ၏အကြည့်သည် သူ့ထံသို့ရောက်လာ၏သူမမပြုံးပါလက်လဲမပြပါသို့သောသူနှင့်မျက်လုံးချင်းစုံမိစဉ် ။သူမ၏အနေအထားမဆူဆောက်ကလေးမဆူဆလောက်ကလေးရင်ရင်သွား၏။သူမမျက်စိလွှဲလိုက်ပြီးခြေလန်းအနေငယ်ပြင်လိုက်လေသည်။သူနည်းနည်းကလေးကျဉ်နှံနှစ်သိမ့်သွား၏။မင်းထင်ကျော်ဟူသောယောက်ျားတစ်ယောက်ကဘာလောကတွင်တည်ရှိနေကြောင်းမိမတအူးအနေဖြင့်အတိအမှန်ပြုလိုက်ခြင်းဖြစ်သည်ဟုသူယူဆသည်။ကာနီတွင်ကရက်နေသောခင်မောင်အောင်နှင့်မမေယူခိုင်က သူတို့အားလုံးကို ပြုံးရယ်၍နှုတ်ဆက်ရင်နောက်လည်းလာလေအောင်နော်ဦးမင်းထင်ဟု သူကိုခွင့်ပေးကြိုဆိုသည့်အချိန်တွင် မက်ခင်မူမြင့်နိုင်ငံများကတင်တင်စီထားစေတာဖြစ်သည်ထိုအချိန်တွင်ကာကာစတင်ထွက်ခွာသည်ထိုအချိန်တွင်မက်ခင်မူမြင့်ဤမျက်လုံးများသူထံသို့နောက်တစ်ချိန်ရောက်လာ၏ဒီတခါတော့သူထိမ့်ချုံမရတော့သဖြင့်သူမကိုငေးမောကြည့်ရင်းကသူမတဦးတည်းကိုပြုံးပြလိုက်မိသည် သူမပြန်၍မပြုံးမသို့သောခေါင်းညွှန်၍နှုတ်ဆက်လိုက်၏လက်နှစ်ဖက်တင်းတင်းပိုက်လျက် ၎င်းတင်တင်စီထားရင်ကခေါင်းကိုညွှန်၍နှုတ်ဆက်လိုက်သောသူမ၏ဟန်အမူအရာကိုသူပဲတော့မှမေးပြောင်းနိုင်တော့မည်မဟုတ်ပါ အပြန်ခရီးကားပေါ်တွင်နောက်တစ်ချိန်ဘလို့ဆုံတွေ့နိုင်အောင်ဖန်တီးရပါမလဲဟူသောအတွေ့ဖြင့်ရင်တစ်ခုလုံးပြည့်ကျက်လေးလံလျက်ရှိလေသည်တနင်္လာနေ့နံနက်10:00နာရီခွဲတွင်သူရန်ကုန်ပြန်ရောက်သည်အိမ်မှာရေချိုးထမင်းစားပြီးရုံသူထွက်ခဲရာဤရုံရောက်တော့နေ့လယ်၁၂နာရီခွဲပြီးနေပြီဖေဖေအပါအဝင် လူကြီးများနေလေစာသွားစားနေကြခြင်းဖြစ်၍သူ့စပွဲတွင် တင်ထားသောငါးစာထုတ်လုံးမှုစရင်စရာကိုစိတ်မပါစွာဖတ်နေလိုက်လေသည်ဖေဖေဤကုမ္ပဏီသို့ဝင်ရောက်လာချိန်မှစ၍ရခင်ကသူ့အခန်းကလေးမှဖေဖေအခန်းဖြစ်သွားသည်ထိုအခါသူ့အလုပ်စပွဲသည်စုလာလီတို့စပွဲများနေတူရုံးခန်းမှရဲတင်ရောက်သွားလေသည်ခဏကြာတော့ဖေဖေနှင့်အတူစုတာလီတို့တာအဖာပါအတူတူဝင်လာကြသည် ဇပွဲမှာသူထိုင်နေတာမြင်တော့စုဒါလီကချိုများစွာပြုံးရဲနှုတ်ဆက်လေသည်ဟာဆရာပြန်လာပြီဒါလီဘိုမန္တလေးထုံးမပရဲ့လာရင်သူအနေငယ်ပြုံး၍ခေါင်းရံလိုက်ဤတွင်းတော်သွားတာမန္တလေးသွားတာမှမဟုတ်ပဲစုဒါလီကမျက်နာကလေးရှုံပြီးရဲ့ဤဒါပေမဲ့မန္တလေးကနေဖြတ်သွားရတာပဲဥစ္စာဆရာကလည်းဒါလီရဲ့ဘေးကခက်ပြုံးပြုံးပြီးသူ့သမီးကောင်းကိုပုတ်လျက်အခန်းထဲဝင်သွားဤမင်းထင်ဤဇပွဲနာမှာရက်ကြံကဲသူကဖေဖေဖြစ်သည် အဆင်ပြေရလားတာဟုတ်ကဲ့ဖေဖေထွက်မသွားသေးပါ သူ့ကိုစူးစမ်းတယ်လို့ငုံကြည့်လျက်ရှိသည်ရန်ကုန်မှာကလေးက Neutral Filter Glove ကို30မီတာဝယ်ယူမည်ဖြစ်ကြောင်းဖေဖေတည်ထားသောကြောင့်၎င်းတွင်းတောင်ကိုရခင်ကတစ်ခေါက်ရောက်ဖူးထားသောကြောင့်၎င်းတွင်းစကန်အတွေ့အကြုံကိုဖေဖေစိတ်ဝင်စားမှမဟုတ်ဟုသူထင်ခဲ့သည် သူထင်မြင်ချက်မှားသွား၏မခင်မုံမြင့်နဲ့ရောတွေ့ခဲ့ရလားခမညာ သူပြုံးကနေစွန့်အားစွာဖေဖေကိုမော်ကြည့်မိသည်ဖေဖေမျက်နာကတည်ငြိမ်နေသည်သူဘာပြောရမလဲမသိအောင် ဖြစ်သွားပြီးမှဟုတ်ကဲ့ဟု အတန်တိန်နေဖြစ်ဖြေမိလေသည်ဘတ်တရားကိစ္စရောပြေလေခဲ့ပြီလားခမညာဖေဖေဆိုလိုချင်တာကိုသူနောက်ကျစွာသဘောပေါက်လိုက်၏သူတွန့်ဆုတ်စွာငင်းလိုက်သည်အဲ့ဒီကိစ္စမပြောပြခဲ့ဘူးဖေဖေဩကျွန်တော်သွားတာကကုမ္ပဏီအတွက်သွားတာပါဟု သူဘလူမျက်နှာထားဖြင့်ထပ်မံအကြောင်းပြရဲပါမည်နီသူဖြည်းဖြန်းထားသောဗတ္တရားကိစ္စကို သူမေ့နေသည့်အတွက်သူကိုယ်သူသာအပြေတင်နေမိ၏ဖေဖေကမင်းထင်ကို မပြုံးမရဲကြည့်ရင်ခေါင်းတငိမ့်ငိမ့်လုံနေသည်ထို့နောက်ဥထင်ကျော်ဟုဆိုင်းပုတ်တတ်ထားသောအခန်းထဲသို့ဝင်ရောက်သွားလေသည် သူမတိမတာတက်ပြင်းချလိုက်ရ၏မခင်မုံမြင့်နေပတ်သက်၍ဖြစ်ပေါ်နေသောထူးခြားမှုကိုဖေဖေရိပ်မိသွားလေသလားမဖြစ်နိုင်ပါ သူ့တွင်ဖြစ်ပေါ်နေသောထူဆန်းသည့်ခံစားမှုကို သူကိုယ်တိုင်ပင်မဝေခွဲနိုင်သေးပါရန်ကုန်သို့ပြန်ရောက်ခါစားရမြသည်သူအတွက်တီးမခံနိုင်လောက်အောင် အထီးကျန်ဆန်လုံး၏ရန်ကုန်ပြန်ရောက်ပြီးစားရမြတွင်သူ့ရင်ထဲမှာအမြဲတမ်းရှိနေခဲ့သည့်သုံးတစ်ခုလက်ဟာပြောင်းဆုံးလျက်ရှိသလိုခံစားနေရသည်ထိုကံစားချက်ကြောင့်ဖြစ်ပေါ်လာသောမကောင်းကျိုးတစ်ခုမှာသူစရင်များလွဲချော်မာယွန်းနေခြင်းပင်ဖြစ်လေသည်။တစ်ချိန်ပြန်စစ်စေးတိုင်းအမားတစ်ခုထထပ်တွေ့နေရသောအခါ တပွဲပေါ်မှာစာရွက်များအားလုံးကိုစုပြုံဆွဲဆုပ်ပြစ်ချင်စေပောက်ပောက်သွား၏နိုင်ဝက်လောက်ကြအောင် စိတ်ကိုပြန်ထင်းယူမှသူစရင်မှန်ကန်သွား၏ထိုအခါမျိုးတွင် သူမချိပြုံသာပြုံတက်လေသည်ရခင်ကနှစ်ရက်ဖြစ်အပြီးလုံနိုင်သောလစဉ်ဝင်ငွေထုံငွေစရင်ချုပ်ချင်းကိုတပတ်ခန့်ညှိယူရသောအခါသူ့ကိုယ်သူတတော်အံ့ဩထိတ်လန့်သွား၏ကန်စိုးဝါလာစွာမိုးရသည်မကုံတက်သေးခြင်းဖြစ်ရာရုံကန်းအပြင်မှမိုးဆက်များကိုမြင်ရတိုင်း တွေ့ချွန်သောနှာခေါင်းဖြာမှာတွဲလဲခုနေသည့်မိုးဆက်ကလေးတစ်စက်ကိုမြင်ရောင်လာတတ်၏ထို့သူမြင်ရောင်၌သူ့ရင်ထဲတွင်နူးညံ့သောနာကျင်မှုကလေးတစ်ခုမတိမသာဝင်ရောက်လာတတ်သည်အချိန်ရှိသည်များသူအာယုံနဲ့သူရောက်နေဒီမှာမခင်မုံမြင့်အတွက်မိသည့်ပစ္စည်းတွေအတုံးဝင်တယ်ဟူသောအကြောင်းအရာပင်ဖြစ်လေသည်။နောက်ပိုင်းရမများတွင်တခွဲကန်းပစ္စည်းစူဆောင်းသောအလုတ်တစ်ခုပို့လာ၏။သူစူဆောင်းသောပစ္စည်းတွေတွင်လက်အိတ်အမျိုးမျိုးပါဝင်၏ ဆေးရုံသုံးရာဘာလက်အိတ်အမျိုးအစားဓာတုဗေဒလုပ်ငန်းသုံးရာဘာလက်အိတ်အမျိုးအစားသူတီးခြားခွဲထုတ်စုဆောင်နေသည်ကိုလူကြီးအားလုံးကမျက်ခုံးပင့်ကြည်ယုံသာဖြစ်၍ဘာများဝေဖန်ချက်မပေးဘဲနေကြသည်ထိုလူကြီးအုပ်စုတွေတွင်ဖေဖေလဲပါဝင်သည်တွန်းတောင်ရှိတခုရဲသောသူတည်သနာအခန်းချင်းချင်းကလေးထဲမှာကော်နီကယ်ဖန်ပလင်းကလေး၃၄ခုကိုမြင်ရောက်လာချိန်မှာတော့ကော်နီကယ်ဖန်ပလင်းများ သမဝါယာမတစ်ခုအတွက်မှာယူပေးချိန်တွင်လိုအပ်သည့်ထက်ပို၍စရင်ပြုစုပေးလိုက်တော်သည်ရေဤ pH တိုင်းသည့်စကူတိတ်ကရိယာလေးများဖံပြိုညက်သည့်တမဏီတောက်တိုင်းများမီလီမီတာ စကေးအထိပါဝင်သည့်ဖံပြိုရှိကလေးများကိုတစ်ဖြည်းဖြည်းချင်းစုဆောင်ယူ၏တနေ့တော့ဇပွဲတွင်ငုံ၍ရာသုံးခမ်းမင်းကြီးစရင်များပြုစုနေသည့်မင်းထင်ဤရှိသူဖေဖေလာ၍ရက်၏ဖေဖေဘာလို့ခြင်းလို့လဲရင် ူမေးတော့ဖေဖေကမျက်မှောင်ကျုပ်၍ခေါင်းရံပြသည်ဖေဖေမရှင်းတာတခုမေးခြင်းလို့သူတန်းအံ့တော်ဖြစ်သွားသည်ဟုတ်ကဲ့မင်းတို့စီးပွားရေးတက္ကသိုလ်မှာဓာတ်ရုပ်ပေတာများတင်ခဲ့ရသလားသူဦးကြောင်ကြောင်ဖြစ်ကခေါင်းရံလိုက်ဤမသိရပါဘူးဖေဖေဘာဖြစ်လို့လဲตาတိန်ထားတဲ့လက်ပစ္စည်းတွေကတခွဲကန်းတစ်ခုစားရှိနေပြီသူမျက်နှာနည်းနည်းပူသွားသည်ဟုတ်ကဲ့သူရှေ့ဆက်မပြောတတ်ဘဲအိုဒိုအာတာဖြစ်နေသောအခါ ဖေဖေကခေါင်းတချံညင်သည်အေးလေအဲ့ဒါကိုနားမလဲလို့ပါလှုပ်လှုပ်စည်ရင်ပြအောင်လှုပ်ထို့နောက်ဖေဖေကအဖြေမလိုအပ်တော့တယ်လို့ပင်လှည့်ထွက်သွား၏သူဘာပြောရမှန်းမသိပဲငေးရွေကြံခဲ့လေသည်ထို့နောက်တွင်တော့ဖေဖေကတခွဲကန်းပစ္စည်းနှင့်ပတ်သက်၍နောက်ထပ်ဆက်စုခြင်းမပြုလုပ်တော့ပါသူနောက်ထပ်စုဆောင်သော ကရိယာတစ်ခုမှာဘတ်ကီလာဟူခေါ်သည့်လျှက်စစ်တအားသုံးချင်းထောင်ချောက်မိအိမ်ဖြစ်သည်အီမီအိမ်ဤခရမ်းပြာမိအောင်ကလေးကချင်းကိုဆွဲဆောင်နိုင်သည်ဟူ ဟူ၏။လက်စစ်ပစ္စည်းနှင့်ပတ်သက်၍တိတ်မကြွမ်းကျင်နိုင်သည့်အပြင်စိတ်လည်းတိတ်မဝင်စားပါ။တခုရီးသောမျောလင်းချက်မှာမဖျားယောဂါဘိုးတည်ဆောင်ထားသော ခြင်းအမျိုးအစားကိုသာမလူတန်းဆွဲဆောင်နိုင်ပါစေဟူသောဆူတောင်းကလေးပင်ဖြစ်သည်။ပစ္စည်းစုဆောင်ခြင်းပြီးဆုံးသွားချိန်တွင်တွန်းတောင်လူကြုံကိုရှာရပြန်သည်။လူကြုံကတော်တော်နေမရပဲရက်တွေကုန်သွား၏။ မြန်မာနိုင်ငံစည်းဝါးဆက်ယုံမှာအလုပ်ပြောင်းရွှေ့သွားသည်ဆိုသောတွင်းတောင်ဝန်ထမ်းဟောင်းအမျိုးသမီးတဦးထံသွားပြီးအကူအညီတောင်းဖို့သူစဉ်းစားရတော့သည်တွင်းတောင်မှာလာစဉ်လာကြုံစရင်ကိုမြန်မာနိုင်ငံစည်းဝါးဆက်ယုံတို့အစီရင်ခံစာအဖြစ်တင်ရသည်ဆိုတာသူတီးခဲ့ပြီးထိုစရင်ကိုတွင်းတောင်မှာဝန်ထမ်းတယောက်ကအမြဲလာ၍တင်ရသည်ဆိုတာလည်းတီးခဲ့ပြီးဘာပဲဖြစ်ဖြစ်မြန်မာနိုင်ငံစည်းဝါးဆက်ယုံမှာအမျိုးသမီးကတော့သူ့ကိုကူညီနိုင်လိမ့်မည် ပစ္စည်းကိရိယာများစရင်စရာများကိုတွန်းတောင်သူကားကြုံဖြင့်တင်ပို့ပေးရန်သူမကကူညီနေကြဖြစ်သည်ဟုသော အကြောင်းအရာကစိတ်ဝင်စားစရာ ကောင်းနေသည်ကံအားလျော်စွာမင်းတင်တို့ကုမ္ပဏီမှကတ်ဖစ်ငါးမျိုးစားများစံတက်မွေးမြူရန်တွန်းတောင်သူပို့ပေးမည်ကိစ္စပေါ်ပေါက်လာ၏ပါပဲဖြစ်ဖြစ်တရားရောက်ကတော့တွန်းစကန်ကိုရောက်ရလိမ့်မည်တေချာပေါက်မျောလင်းချက်ဖြင့်သူပစ္စည်းများကိုစနေတကြစူဆောင်းထုတ်ပို့လေသည်ဘတ်ကီလာ၏လက်ဆွဲကိုင်းအဆက်တွင်မက်ခင်မွန်းမြင့်အတွက် M ဟူသော အင်္ဂလိပ်လေယီဖြင့်ကက်ကလေးချိတ်ဆွဲထားသည်မှာအပါအလုံးသောပစ္စည်းများကပ်ဘူးများတွင်ဘာသာဘာအမှတ်သားများလုံမပေးလိုက်တော့ပဲထား၏ထိုကပ်ဘူးများကိုစက်ကူကတ်တူတစ်တာအကြီးကြီးတဲ့သူထည့်ရလေသည် စက်ကူတစ်တာကြီး၏အပြင်ဘက်မှာတော့သူတေသနာတခွဲကံအမှုစီဝါစေဝါစီမံကိန်းစကံတွင်တောင်းဟုမြမလရေခကြီးကြီးရေ၍လိမ့်စာတက်လိုက်လေသည် ပေးပို့သူနေရာတွင် ကုမ္ပဏီနာမည်မပါဘဲ မင်းထင်ကျော်ဟုတလုံးနဲ့ရေးလိုက်သည်ဒီလောက်ဆိုလျင်သူမရိမ့်မီပါလိမ့်မည်ဘယ်တော့မှစကားမဆက်ဘူးတော့ဘယ်တော့မှလိုချင်သူဟုမပြောခဲ့ဘူးတော့တခွဲကန်းပစ္စည်းများကိုမြင်၍မင်းထင်ဤသူမအပေါ်အလေးထားမှုကို သူမသိလျင်သူကျင်းနပ်ပါသည်စာပို့သမားအကြောင်းမေးခဲ့မိတော့ကြောင့်သူမက သူ့ထံမှစာကို မျှော်ကောင်းမျှော်လင်းနေလိမ့်မည်စာတလုံးများမရေးဘဲပစ္စည်းတွေသာပို့လိုက်တော့အဖြစ်အပျက်ကြောင့်သူမတအံ့တအောဖြစ်သွားမှသိကြ၏ အံ့ဩမှုကိုဘယ်သူမှမသိအောင်ထိန်းချုပ်နိုင်စွမ်းရှိတာကတကယ်နာပေါ်လေသူ့အသွေးသူပြန်၍ရဲခြင်းသွား၏အင်းကိုကိုကိုအထင်ကြီးမှုကလေးကပျောက်ကွယ်မသွားသေးပါလားလူကြုံပြည့်ပစ္စည်းများတင်ပို့ချိန်မှာတော့အားလုံးဤမျက်လုံးအကြည့်များကမင်းထင်စီမှာရောက်နေသည်ထို့အကြည့်များကြောင့်သူတွင်ဘာမှမထူးခြားဟန်ဘာမှမဖြစ်ဟန်ခက်တီတီမျက်နှာထားလှုပ်ရ၏တခွဲကန်းပစ္စည်းတွင်လက်ခံရရှိကြောင်းစာရွက်ဖြတ်ပိုင်းတစ်ခုပို့လိုက်ပါပြုံးတော့ကြာနာ တမင်ဘသူဟုနာမည်တရွေမပြောဘဲထားလိုက်သည်တို့မှသာတွင်းစကန်တစ်ခုလုံးနဲ့အကျုံးဝင်ပေးလိမ့်မည်သူ၏ဟန်ဆောင်မှုသည်အတိုင်းအတာတစ်ခုတည်းသောအောင်မြင်၏အ ਨੇ စုံစားနောက်လိုသောမျက်လုံးများဖြင့်အကြည့်မခံရဘူးပေါ့ဖေဖေကတော့ကြီးမားသောကပူးကြီးပေါ်မှလိမ့်စာကိုတစ်ချက်သာကြည့်ပြီးမတိဟန်ဆောင်နေ၏စာနာထောက်ထားစွာဖြင့်တွင်းစကန်ကမှားလို့လားဟုသောမတင်ကမေကုံမျိုးကိုမမေ့ပင် ကျန်သည့်လူကြီးများကလည်းမင်းထင်ဤကိုရွေးကိုရာအလုပ်ကိစ္စအဖြစ်သဘောထားဟန်ရှိသည်။ဘာများမေးမြန်းထင်မြင်ချက်မပေးကြကြ။နာမည်လေသောမျက်လုံးများဖြင့်ကြည်ကြခြင်းကိုမူသူမိထားနိုင်ပါသည်။နောက်၅ရက်အကြာတွင်လူကြုံဖြင့်သူထံသို့သွင်းတောင်မှစာပါလာသည်။ဥမင်းထင်ကျော်ဟူသောနာမည်ဖြင့်သူတို့ကုမ္ပဏီ၏လိပ်စာအတိအကျရေးထားသောစာအုပ်ကို သူလျင်မြန်စွာ နောက်ပြီးရင်ခုန်စာဖွင့်ဖတ်သည်။မြမာလေးများဖြစ်သည်။စာကနှစ်ကြောင်းနေသာဖြစ်၏။ ပေးပို့သောပစ္စည်းများအားလက်ခံရရှိပါသည်ကျေးဇူးတင်ပါသည်ဟူ၍ဤအလုတ်တော်ဆန်လွန်းသောစာကြောင်းကိုဖတ်ရသည့်အခါမှာတော့မက်ခင်မှုမြင်နေပတ်သက်သောသူ၏မျှော်လင့်ချက်များလွန့်စင်မတက်စိတ်ဓာတ်ကျသွားတော်သည်လက်မှတ်ကခက်ကြီးကြီးဆောင်းဆောင်းအင်္ဂလိပ်စလုံးများဖြစ်ဟန်တူ၏တော့လွန်းသောလက်မှတ်ဖြစ်၍သူမဖတ်နိုင်ပါလက်မှတ်ဤအောက်မှာတော့အမှုစီဝါစီဝါစီမံကိန်းစကတ်တွင်းတောင်ဟုရေးထားသည် လရေကမင်းကလေးလရေနှင့်မတူသောမင်းကလေးလရေဖြစ်သည်ဘဲလရေဟုပြောရမည်ခတ်ဆောင်ဆောင်ခတ်တော်တော်အစဉ်အတန်းမြင့်မြင့်ဟုသူဖြည့်ဆွတ်တွေးလိုက်သည်လရေမျိုးဖြစ်၏ဤလရေသည် သူအလုံးရှုံနေသူတူဤလရေဖြစ်သည်လှပမှုကိုအေးမထားသူတယောက်ဤလရေဖြစ်သည် ကိုကိုကိုယုံကြည်စိတ်ချသောလရေဖြစ်သည်ဤလရေသည် မက်ခင်မွမင်းဤလရေသာဖြစ်ရမည်ဟုသူစိတ်ထဲကကြိတ်၍လောင်းလိုက်သည်။ဘာပဲဖြစ်ဖြစ်သူမဤလရေဖြစ်စားတဆောင်သူလက်ခံရရှိလိုက်ပြီမဟုတ်လား။ဟိုးငယ်ရဲ့စဉ်ပထမဆုံးသောရီစာစီမှာပြန်စားကိုလက်ခံရရှိစဉ်ကပျော်ရွှင်မှုမျိုးကဲ့သို့ယူယူမူမူပြင်းပြစွာစိတ်လုံရှားခွင့်မရှိတော့လေ။တမြင့်မြင့်ဝင်ရောက်လာသောခန်းစားချက်အပေါ်တစ်ခုဖြင့်သူအနှဲငယ်ကျဉ်းနှံနှစ်သိမ့်သွားမိသည်။ဤစာကိုသူတယူတရမနမ်းမိပါ။ ငငယ်တုန်းကချစ်သူစီကစာများလိုလဲမကြခဏပြန်မဖက်မိပါအဲ့ရဝင်ချိန်တွင်စာကိုရင်ဘတ်ပေါ်မှာလဲမတင်မိပါသို့တော့သူ့အလုပ်ကိစ္စများကိုရေးမှတ်လေးရှိသည့်1992ခုနှစ်ဒါယာရီစာအုပ်ကြားထဲတွင်တယိုတေတေညှတ်ထားလိုက်သည်ထိုဒါယာရီစာအုပ်ကိုတွားလေးရာမှာတည်ဆောင်လေးရှိသည့်ဖြင့်မက်ခင်မူမြင့်သည် သူနှင့်အလွန်နီးကပ်စွာတီရှိနေလီဟန်ကိုကိုကိုလှည့်စားရာတွင်အောင်မြင်သွား၏တကယ်တော့ မက်ခင်မှုမြင်နေသူမိုင်းပေါင်းများစွာဝေးကွာလာပါသည်သူတို့နှစ်ယောက်ထပ်မံတွေ့ဆုံဖို့သူဘလို့မှမျှော်လင့်၍မရပါ သူတို့နှစ်ယောက်သည် မတူညီသောအလုပ်ကိုယ်စီဖြင့်ဝေးကွာလာသောတနင်္လာစီမှာနေထိုင်ကြသည် သူတို့နှစ်ယောက်ကိုညီသည့်အရာကမှဆက်ဆက်ဖန်တီးပေးနေခြင်းမရှိ သူတို့နှစ်ဦးအကြတွင်တိုက်ဆိုင်စွာ တုံတွေ့ဆုံမှုကို မျှော်လင့်၍မရစားကောင်းမြန်သူတည်သည်เจ้ามาร้องกาโลปรวุฒตะคู่อตวินใต้มะมะลาดอสาติงแกมะ လမ်းများစားတောက်ဆိုင်များအတွင်ဘုံကနေတွေ့ဖို့မလွယ်ကူပါဘုံကနေတွေ့ဟန်ဆောင်ဖို့လည်းမလွယ်ကူပါသူတို့နှယောက်နောက်တစ်ကြိမ်ထပ်မံတွေ့ပြီးဆိုလျင်ဤတွေ့ဆုံမှုသည်တယောက်ယောက်ကတမင်တက်တက်ဖန်တီးယူရသော တွေ့ဆုံမှုသာဖြစ်ပါလိမ့်မည်တေကြသည်မှာထိုဖန်တီးမှုကိုသူ့ဘက်ကသာစူးစမ်းရမည်ဖြစ်သည်မက်ခင်မူမင်းကတော့ဘယ်တော့မှ ဖန်တီးစူးစမ်းလိမ့်မည်မဟုတ် သူမ၏မျက်လုံးများတွင်ရင်းနှီးခင်မင်မှုကိုမတွေ့ရစိန်ကားမှုကိုသာတွေ့ရသည် ရှက်ရွံ့ကျင်နှံမှုလည်းမတွေ့ရအေးဆမ်းမှုကိုသာတွေ့ရသည်သွေးအေးသောအမျိုးသမီးတယောက်ယောက်ကိုသူတကားမျှစိတ်မဝင်စားခဲ့ဘူးပါအကယ်၍သာသူ၏ချစ်သူကိုသူရွေးချယ်ခွင့်ရခဲ့မည်ဆိုလျင်သွေးအေးသောမိန်းမမျိုးကိုဘယ်တော့မှရွေးချယ်လိမ့်မည်မဟုတ်ပါသို့သောလောလောဆယ်အခြေအနေမှာတော့သူတတိမထားမိခင်မှာကို သူမကို သူမျက်နှိုးနေမိပြီသူမကိုလက်လွတ်ဆုံးရှုံးလိုက်ရဖို့စိတ်ထဲကတွေးမိုံဖြင့်နင်ကနေကြေကွဲသွားမိနေပြီသူမတွင အိမ်အောင်ပြုဖို့စီစဉ်ပြီးသားရှိနေသလားဟုတွေးလိုက်မိုံဖြစ်ပြီးသူဝမ်းနဲ့အားငယ်သွားမိသည်သူမနဲ့နီးစပ်ပတ်သက်ဖို့ရင်းနှီးကြောင်းဝင်ဖို့သူနည်းမျိုးမျိုးဖြင့်စ조사ရန်ဆုံးဖြတ်မိတော်သည်ဒီမိမကိုသူမရရအောင်ယူမည်ရှဲအင်းကြီးအဖြူလက်ရှိကိုဝစ်စင်ရန်ဗီဒီယိုထဲမှာထုတ်မိသောအချိန်တိုင်းသူမ၏မျက်နာကလေးကိုဖြက်ခနဲမြင်ရောင်လွမ်းဆွတ်သွားတတ်၏အဖြူရောင်ရှက်လက်ရှိဖြင့်ရဲချင်းတောက်ပပြီးတည့်ရက်သောမျက်နာကလေးမှာ တီကြီးငိန်သက်နေလေးရှိသည်သူမကိုတတိယတိုင်းအဖြူရောင် ရှက်အင်းကြီးကိုလက်ကျည်သည်လဲပင်ကျည်သည်အပြည့်တက်၍ဝမီလေသည်ပယုံလုံးနှန်းနှင့်ရေမွေးနှန်းယုံနောနေသလိုအနက်ရင်ရင်ကလေးကိုပြန်လဲတတိယတိုင်းခေါင်းတစ်ချက်ခါရန်ကအတွေ့ထဲမှာဖဲထုတ်ပစ်ဖို့ကြိုးစားရ၏သို့သောကော့ပြန်မဲနေသောမျက်တောင်များအောင်မှစူးရှရွှန်းလက်သောမျက်ဝန်းများကိုသူရင်ခုန်လှုပ်ရှားစွာမြင်ရောင်နေစေဖြစ်သည်ပါလစ်သောနှကန်းများဖြင့်ဖြက်ကနေပြုံးရဲလိုက်သော တောက်ပါသည့်မျက်နာကလေးကိုသတိရစေမှာတော့မိုးဟုလှုပ်ခနဲရေရွမိတော်သည်မိုးရဲ့ဘဝမှာ အချစ်ဆုံးယောက်ျားဟာဘသူလဲဟင်ထိုမေကွန်းကိုစိတ်ထဲမှာအချိန်ချင်းမေးကြည့်မိပြီးမင်းမိတိုင်းလဲကိုကိုကိုတိမ်ငယ်စိတ်ဖြစ်ကြေကွဲမိလေသည် သူနောက်ကျနေပြီလားဤရတွေ့ကြောင်းရှင်ထဲမှာပူလောင်၍မောသွားသည် ကျွန်တော်မိုးကိုရာမဖြစ်မယ်နောက်ဆုံးတော့သူမထံ ူစာရေးဖို့ဒီတာလောလောဆယ်အကောင်းဆုံးနှိစက်မှုဖြစ်ကြောင်းလက်ခံလိုက်ရတော့သည်မိုးကျွန်တော်မိုးကိုအမဲလိုလိုတတိယနေတော့တာပဲဟာမဟုတ်သေးပါဘူးဒီအတိုင်းဆိုရင်ငါစာကကလက်တက်တက်ဦးကြောင်ကြောင်ကြီးဖြစ်နေတော့မှာပေါ့သူရေးပြီးသားစာရေးစကူကိုစုပ်စုပ်ဖြုတ်လုံးချီပစ်လိုက်ဤသူရေးပြီးသားစာရေးစကူကိုဆွဲဖြုတ်လုံးချီပစ်လိုက်ဤဒီစာမျိုးဖတ်မိလို့ကတော့ သူ့ဘေးနာကမိမတွေပါပြပြီးလောင်ရေရေတော့မှာပဲနဲ့တူပါရဲ့သို့တော့တစုံတယောက်ကိုဟာတိုင်လောင်ပြောင်ပြီးစိတ်ချမ်းသာမှုရှာတတ်သူမျိုးမဟုတ်နိုင်ပါဘူးဟုဖြေ၍တွေးလိုက်မိပြန်သည်။ဒါပဲဖြစ်ဖြစ် IFE ကုမ္ပဏီမှရုံးမန်နေဂျာတယောက်ရည်သည့်စာကကလေးမဆန်သင့်မှုပေါ့။နောက်တစ်ကြိမ်သူစူးစားပန်းစားရေးချလိုက်သည်။မက်ခင်မုံမြင့်ခမတတိယကြိမ်များစွာနဲ့ကျွန်တော်စာရေးလိုက်ပါတယ်။อืมဒါလောက်ဆိုရင်မဆိုးလာပါဘူး။ သူအနှဲငယ်အတက်သွား၏ကျွန်တော်ရန်ကုန်ပြောင်းရောက်ကလေးကမက်ခင်မုံမြင့်တို့တွန်းတောင်ကိုနောက်တစ်ကြိမ်ဘလို့လာလဲရပါမလဲလို့စဉ်းစားနေကြတာပါအပူပိုင်းဒေသဖြစ်ပေမဲ့တွန်းရွာကတော်တော်အေးချမ်းသားပဲနော်လူကြီးထူထပ်ရှုပ်ထွေးတဲ့မြို့ကနေအေးချမ်းတိတ်ဆိတ်တဲ့နေရာကိုရောက်လိုက်ရတော့ပတ်ဝန်းကျင်ဟာကျွန်တော်ကိုတိတ်ဆွဲဆောင်သွားတော့တာပဲရေလက်ဆာစာကိုပြန်ဖက်ရင်သူရဲကျင်သွားသည်မလိမ့်နဲ့မင်းကိုဆွဲဆောင်တာစားတော့ဆိုင်တော်မရှိတဲ့တော်ရွာပတ်ဝန်းကျင်ကလားမက်ခင်မုံမြင့်ကလား မင်းအမှန်ကိုဝင်မခံရဲဘူးလားအမှန်ကို ဝင်ခံဖို့နည်းနည်းစောသေးသည်ဟု သူစင်ကျင်လိုက်၏နှစ်လအတွင်းသူစနှဆောင်ထဲ့ပြီးတော်လေမိုးထံမှစာလုံးဝမပြန်လာပါတခါမှမကြုံဘူးသောရှုံနေစိတ်ဖြင့်သူနေမထီထိုင်မသာဖြစ်နေတော်သည်နည်းနည်းမှညာတာစိတ်မရှိဘူးလားမိုးရနနက်ရုံသွားချိန်တွင်ကိုကိုကိုမှန်နေတစ်ချက်ကြည့်တိုင်းကိုဘဝကိုမကျေနပ်သောဆုံးရှုံးသူတဦးဤမျက်နာကိုပြန်ပြန်မြင်နေရသည် စိတ်တကြနေသောလူတယောက်ဤမျက်နာမှာသူမရင်းနှီးခဲ့ဘူးသောဟန်ပန်အမူအရာဖြစ်နေ၏အလုတ်သေးကိုစိတ်ပါဝင်စားအောင်မရမကအသွင်းယူလျက်ရုံသူထွက်ခွာလာနိုင်ခဲ့တော်လဲစာဝေးချင်းဖြစ်သည့်နေကင်း၁၂နှစ်ဤနှင့်တနာဤကြားအချိန်သည်သူအတွက်ရင်ခုန်မောပန်းလာသောကာလများဖြစ်နေ၏သူဤစိတ်ပူပန်မှုများဆန္ဒများကိုဘယ်သူမှမသိအောင်တော်တော်ထိန်းချုပ်ခဲ့ရသောနှစ်လဟုသောအချိန်ကာလသည်တဘွားစာလောက်ကြာမြင့်သွား၏နောက်ဆုံးတော့ သူသူမရှိရာတွင်တောင်သူဒုတိယအကြိမ်တွားရောက်ရန်ဆုံးဖြတ်လိုက်လေသည်နားဆင်ပေးကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် နောက်ရက်တွေမှာနောက်ထပ်အပိုင်းသစ်တွေကိုဆက်လက်ဖျားပေးသွားပါမယ်ရှင်အားလုံးပဲဘေးရန်ရေကင်းရှင်းကြပါစီရှင်